မင်္ဂလာပါခင်ဗျာဒီတစ်ပတ်မှတ်မှတ်သားသားစကားများအစီအစဉ်မှာပြီးခဲ့တဲ့ပတ်အတွင်းမြမနိုင်ငံရေးအခုပြောင်းကာလလွှတ်တော်တွင်ထူးခြားတဲ့ပြောစကားတချို့နဲ့သမရလောင်းရွေးချယ်တင်မြှောက်တိုင်းနဲ့ပတ်သက်လို့ပြောစကားတချို့ကိုပြန်ပြီးတင်ပြချင်ပါတယ်နိုင်ငံတော်ပိုင်မြေစီမံကိန်းနဲ့ဆက်ယုံတွေကိုပုဂ္ဂလိကထံပြောင်းလဲလွှဲနေတာတွေကိုစီစစ်ဟန်တာပေးဖို့အရေးပေါ်အဆိုမှာပါဝင်ဆွေးနွေးခဲ့တဲ့ NLD ပါတီစေတုရမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးကျော်အောင်လွင်ရဲ့ဆွေးနွေးချက်တွေကိုလွှတ်တော်မှတ်တမ်းကနေပယ်ဖျက်ပေးဖို့တပ်မတော်ကိုယ်စားလှယ်တွေကတောင်းဆိုလိုက်ပါတယ် မလာရှိရနေ့ကပြည်သူ့လူတော်အစည်းအဝေးမှာဒီလိုတောင်းဆိုခဲ့တဲ့အကြောင်းပြည်သူ့လူတော်ဥက္ကရာဦးဝင်းမြင့်ကတဝန်လွှာဖတ်ပြခဲ့ပါတယ်။တမတော်ဘာတို့တော်ပူဇော်များကစေတုဒ္ဒရာမဲဆန္ဒနယ်မှာဥကျော်အောင်လွင်ဤဆွေးနွေးချက်များမှာဒေဗရောင်းတော်ကြီးနီစီမံကိန်းကပ္ပစာ20တက်မြေကိစ္စနဲ့ပတ်သက်သောအချက်လက်များအကန့်ွက်ပါကြောင်းနှင့်ပြည်သူ့လူတော်မှတ်တမ်းများမှာပြည့်ပြည့်ပြီးနိုင်မှာရတင်ပြလာပါတယ်။ ပြည်သူတွေရဲ့ဆန္ဒကိုအပြည့်အဝအကောင့်ထဲမှာဖော်နိုင်ခဲ့မှာတိုင်းပြည်အေဂျင်တီငိန်စွာနဲ့လိုယာပန်းနိုင်ကိုရောက်ဖို့အတွက် NLD မျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကရွေးချယ်လိုက်တဲ့သမရနဲ့ဒုသမရလောင်းတွေကိုဉာဏ်ပညာအမြော်အမြင်နဲ့ဝိုင်းဝန်းထောက်ခံပေးကြဖို့ဒေါ်ဆန်းစုကြည်ကပြည်သူတွေကိုတိုက်တွန်းလိုက်ပါတယ်။သမရရည်ချင်သတ်မှတ်ချက်ပုံမှန်59စာလုံးပြင်နိုင်ဖို့အတွက်ဒေါ်ဆန်းစုကြည်နဲ့ကာကွယ်ဦးစည်းချုပ်တွဲဆုံညှိနှိုင်းရမှာအစင်မပြေဖြစ်ခဲ့တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်ခဲ့ပြီးတဲ့နောက်မလ10ရက်နေ့မနေ့ပိုင်းက တမရလောင်းအမည်စင်းနေလွတ်တော်မှာမတင်သွင်းခင်မှာပြည်သူတို့ပန်ကြားချက်ခေါင်းစဉ်နဲ့ဒေါအောင်ဆန်းစုကြည်ကလက်မှတ်ရေးထိုးကြေညာချက်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။တစ်ဆက်တည်းမှာလည်းဒေါအောင်ဆန်းစုကြည်ရဲ့ငွေတငွေချင်းဖြစ်ပြီးဒေါခင်ကြီးဖောင်ဒေးရှင်းအလုံးမှုဆောင်အဖွဲ့ဝင်ဦးထင်ကျော်ကိုပြည်သူ့လွတ်တော်ကနေ NLD ကိုယ်စားလှယ်တွေကရွေးချယ်အဆိုပြုခဲ့တာဟာသစ္စာရှိမှုနဲ့တိုင်းပြည်ပေါ်အလုံးကျွေးပြနိုင်မှုတွေကြောင့်ဖြစ်တယ်လို့ NLD ပါတီမူဝါဒရေးရာနဲ့အသွင်ကူးပြောင်းရေးကိစ္စရများဆိုင်ရာပြောခွင့်ရသူဒေါက်တာဇော်မြင့်မောင်ကပြောလိုက်ပါတယ်။ မလာဆယ်ရနေ့ကသမရလောင်းရွေးချယ်မှုတွေနဲ့ပတ်သက်လို့ဒေါန်ဆန်းစုကြည်နဲ့ NLD ကိုယ်စားလှယ်တွေတွေ့ဆုံပြီးသတင်းတော်တွေနဲ့တွေ့ရမှာဒေါက်တာဇော်မြင့်မောင်ကအခုလိုပြောရတာဖြစ်ပါတယ်။ဦးတင်ကျော်ရဲ့ဝီလာစု background ကိုကြည့်လေစမ်းဦးဝင်ရဲ့တာပညာတတ်နော်ဒေါက်တာဂျီဖောင်ဒေးရှင်းမှာလှုပ်လာတာလေဒေါက်တာဂျီဖောင်ဒေးရှင်းနဲ့လှုပ်လာလိုက်တာနော်သူမျိုးသမီးကလည်းကျတော့ကိုယ်စားလှယ်တိအစီအတွေ့လုံးဝရှိတယ် NLD ကိုတိစ္ဆာရှိတာမမြင်နဲ့နော်ရည်သွေးရှိတယ် ။ငင်းကြလေးရောက်ခဲ့တယ်။မဟာဘွဲလူနေကြ။ပညာရေးချင်းရဘယ်သူလဲမဆိုပြိုင်နိုင်တဲ့လူတယောက်နော်။အဲ့တည်းရေးလိုက်တာပါ။တစ္ဆာရှိမှုမင်းနောက်ကျတော့အရေးသွေးရှိ။နော်။အဲ့တော့ဒီဟာအချက်တွေနဲ့ပြည့်စုံတဲ့အတွက်ရေးတာပဲအတင်းကျော်။ဒေါက်တာဇော်မြတ်မောင်ပြောတော်တာပါ။ချင်းတိုင်းသားတယောက်အနေနဲ့ဒုသမရလောင်းအဖြစ်ရွေးချယ်အဆိုပြုခံရတာကိုဂုံယူကြောင်းတိုင်းသားရေးကိစ္စတွေကိုဦးစားပေးဆောင်ရွက်သွားမှာဖြစ်ကြောင်းအမျိုးသားလွှတ်တော်မှာဒုတိယသမ္မတလောင်းတူဖြစ်အဆိုပြုခံရတဲ့ဦးဟန်နရီဘန်တီယူကပြောကြားလိုက်ပါတယ် မလ10ရက်နေ့ကမြို့သားလွှတ်တော်ရွေးကောက်ခံကိုယ်စားလှယ်အစုဖွဲ့အစည်းအဝေးပြီးမှမြို့သားလွှတ်တော်ကိုယ်စားလှယ်ဦးဟင်နရီဗန်တီယိုကသတင်းမီဒီယာတွေကိုပြောခဲ့တာဖြစ်ပါတယ်ဒီလွှတ်တော်ရဲ့အခင်းကျင်းကိုပဲပြောပြောပေါ့နော်အခုကျွန်တော်ဒီတောင်ပြတ်တာနဲ့ပတ်သက်ပြီးတော့အော်ကျွန်တော်တို့ကျွန်တော်တိုင်းသားတွေအပေါ်မှာဘာလို့ထိအောင်အလင်းနဲ့ထားတယ်ဆိုတာကျွန်တော်တို့ကအော်ပေါ်လွင်ပါတယ်အဲရှေ့ရှောက်နိုင်ငံတော်တည်ဆောက်တဲ့နေရာမှာ ဒါကျွန်တော်တိုင်းသားတွေအနေနဲ့ဒါတိုင်းနိုင်ငံရဲ့ဖက်ခံတဲ့အကောင်းဆုံးဖြစ်အောင်ဝမ်းပြီးတော့ဒါကျူးစားပြီးတော့ဆောင်ရွက်ပါမယ်ဆိုတာလည်းကျွန်တော်ပြောချင်ပါတယ်။ဦးဟန်နရီဗန်ဒီယူပြောသွားတာပါ။ NLD ပါတီကတိုင်းရင်းသားတွေကိုနေရာပေးအလေးထားတာကိုတွေ့မြင်ရတဲ့အတွက်နေရာယာရုရသည်ဖြစ်စေမရသည်ဖြစ်စေပူးပေါင်းဆောင်ရွက်သွားမယ်လို့ AMB ရခိုင်မျိုးသားပါတီပြည်သူ့တော်ကိုယ်စားလှယ်ဒေါခင်စောဝေယျပြောလိုက်ပါတယ်။မလ17ရက်နေ့ကသမရအောင်ရွေးချယ်မှုနဲ့ပတ်သက်လို့မေးမြန်းရမှာဒေါခင်စောဝေယျကအခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။ ပြည်ထောင်စုလွတ်တော်အတွင်းမှာပေါ့နော်အခုသမတရွေးချယ်တဲ့မှာအမျိုးသားလွှတ်တော်မှာလည်းရှင်းတိုင်းရင်းသားကိုပေးထားပါတယ်နောက်တစ်ခါလွှတ်တော်ဥက္ကဋ္ဌအနေနဲ့လည်းပြည်သူလွှတ်တော်မှာဆိုလို့ရှိရင်ဒူဥက္ကဋ္ဌကိုဟိုတိုင်းရင်းသားလူမျိုးဖြစ်တဲ့ဥတီခွန်မြက်ကိုပေးပါတယ်နောက်တစ်ခါ အမျိုးသားလွှတ်တော်မှာကြတော့အန်တီတို့ရခိုင်ပါတီကဥဧတာအောင်ကိုပေးပါတယ်ဒါတွေကိုချင်းချင်းအားဖြင့်တိုင်းရင်းသားတွေကိုပေါ်တော့နေရာပေးလာတယ်တိုင်းရင်းသားတွေနဲ့အတူတကောလက်တွဲပြီးလှုပ်ချင်တဲ့ဆန္ဒတွေရှိတဲ့အတွက်အခုတခါဝန်ကြီးရွေးချယ်မှုအပေါ်မှာလည်းအန်တီတို့တိုင်းရင်းသားတွေဖက်လာကပါလာမယ်လို့မျှော်လင့်ပါတယ်ရခိုင်ပါတီအနေနဲ့ကလည်းတယောက်စားနှစ်ယောက်လားတော့ပါလာနိုင်ပါတယ်တကယ်လို့သူတို့တာဝန်ပေးမယ်ဆိုရင်လည်းအန်တီတို့ဖက်ကပေါ့နော်ပါတီကိုတင်ပြပြီးလက်တွဲဆောင်ရွက်သွားမှာပါမပေးဘူးဆိုရင်လည်းအန်တီတို့ဟိုလွတ်တော် တွင်းရပဲပေါ့နော်အပြင်ကားနေပြီးတော့အန်တီတို့ပူပေါင်းဆောင်ရွက်သွားမှာပါအန်တီတို့ကဒီအစိုးရရရှိမရရှိရဲ့အဓိကမဟုတ်ပါဘူးအန်တီတို့အနေနဲ့ကိုရခိုင်ပြည်နယ်အပါအဝင်တခြားတိုင်းရင်းသားတွေအရေးပေါ့နော်နောက်တစ်ခါအန်တီတို့ဒီပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့အကျိုးစီးပွားနော်အဲ့ဒါတွေကိုအတူတူပူပေါင်းဆောင်ရွက်သွားဖို့ဆန္ဒအများကြီးရှိပါတယ် AMB ပါတီကဒေါက်ခင်စောဝေပြောသွားတာပါ ပုံမှန်ဆက်ရှင်နဲ့ဆန္ဒပြသူစီတန်းလှည့်လေသဘောထားဖော်ထုတ်သူတွေကိုအေးအေးယူဖမ်းဆီးနေရတွေကိုလက်မခံတဲ့အတွက်ဒီပုံမှန်နဲ့အမှုဖွင့်အေးအေးယူတာတွေကိုသူ့အနေနဲ့အာမခံမယူသလိုဒဏ်ကျေးငွေလည်းပေးဆောင်သွားမှာမဟုတ်တဲ့အကြောင်း88မျိုးဆက်အကြောင်းသားများငြင်းချင်းရင်နဲ့ပွင့်လင်းလူဖွဲ့စည်းကမှတ်မိမိရပြောလိုက်ပါတယ်။မလာကိုရင်းတွေကတရားရုံးကနေအင်းစိန်ကျင်းထောင်ကိုဖမ်းဆီးချုပ်နှောင်တာမခံရမီ RFA ကမေးမြန်းရမှာမှတ်မိမိကအခုလိုပြောရတာဖြစ်ပါတယ်။ ဒီပုံမှန်ဆက်ရှိရဲ့နောက်ဆက်တွဲပါပြစ်တဲ့ဟာဒီမိုကရေစီနိုင်ငံတစ်ခုကိုအာကုန်တဲ့ခါအရာလည်းညှိုးနှွမ်းစီပါတယ်နောက်တစ်ခုကကျမတို့ပြည်သူတွေရဲ့ဆန္ဒကိုလည်းဆန့်ကျင်ရကြတယ်ပြည်သူတွေကိုလည်းဝင်တော့ဝင်ပိုးဖြစ်စေတဲ့ပြည်သူတွေကိုဖိနှိပ်ချုပ်ချယ်တဲ့နောက်ဆက်တွဲပြစ်မှုပြစ်ဒဏ် ပုံမှန်တစ်ခုဖြစ်တယ်။အဲ့အတွက်ကြောင့်မလို့ဒီပုံမှန်ဆက်ရှင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့၁၈မျိုးဆက်အပါအဝင်တခြားသောအဖွဲ့အစည်းများဟာဒီပုံမှန်ဆက်ရှင်ကိုလက်မခံနိုင်တဲ့အကြောင်းလဲဆန္ဒထုတ်ပေါ်ပြီးဖြစ်ပါတယ်။အဲ့အတွက်ကြောင့်မလို့ကျွန်မအခုချိန်မှာကျွန်မကိုဒီပုံမှန်ဆက်ရှင်နဲ့တရားစွဲဆိုတဲ့ကိစ္စမှာဘယ်လိုမှပူပေါင်းပါဝင်ဆောင်ရွက်မှာလည်းမဟုတ်ပါဘူး။ကျွန်မအာမခံလည်းယူမှာမဟုတ်တယ်လို့အဲဒဏ်ငွေလည်းဆောင်မှာမဟုတ်ပါဘူး။ဆစ်ဆစ်မျိုးဆက်ကြောင်းသူမမီမီပြောကြတော့တာပါခင်ဗျာအခုတော့မမသားသားစကားများဆေးဆေးရအောင်လောက်ပါပြီခင်ဗျာကျေးဇူးနားဆင်ကြတဲ့အားလုံးကိုအထူးကျေးဇူးတင်ပါတယ်မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ